ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဖုံးမင်းနိုင်ရေးသားထားတဲ့မောင်ဖြိုးနဲ့ဘာကြီးတိုးပြောတဲ့ဖုံးကြီးတစီအပိုင်း၁ကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဗီဒါ Notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမကတော့အစီအစဉ်တင်ဆက်သူဟိမန်ကူကူဖြစ်ပါရစေရှင် ကျုပ်လည်းတနေ့ကျတော့လဲထဲမှာလှုပ်ရှားမရှိအိမ်မှာလည်းအဖေနဲ့အမေလေးအိမ်နေတော့ပြင်တာနဲ့ရွာရဲရဘာကြီးတို့ရဲ့အိမ်ကိုထွက်လာခဲ့တယ်။ဘာကြီးတို့ဆိုတာကျုပ်တို့ကြောက်ချောင်းရွာကဗဟုသုတအတော်လေးစုံတဲ့လူကြီးတယောက်ပြ။တကယ်တော့ကျုပ်တို့ကြောက်ချောင်းရွာဆိုတာတစ်ချိန်တော့အခုလောက်ထိတော့မစီကားခဲ့ဘူးလေ။ရွာရဲလေခွေးနဲ့အနီးအားချောင်းထဲမှာတစ်ခါတလေကြောက်တွေရွာကန်လူတွေတချို့ရကြတယ်ဗျ။ရလို့ရတဲ့ကြောက်စိမ့်တွေပေးရင်ကြောက်တွေနဲ့တခါတလေနီလာတွေလည်းချောင်းထဲမှာမျောပါလာကြတယ်ဆိုပဲ အရွယ်စားတော့တိတ်မကြည့်ပေမဲ့ကြောက်စိမ့်တွေနီလာတွေရရင်တော့လဲငားဧကလာဝဲလို့ရတယ်ဗျ။ပရင်ကတော့တိတ်ပြီးတံမိုးမကြည့်မှပေမဲ့စူပြီးရောက်ရင်တော့တွတ်ချေကြိုက်တယ်ဆိုပဲ။အဲ့လိုတံမိုးကြီးကြောက်တွေချောင်းထဲမှာတောင်ကျရေစီကြောင်နဲ့အတူမျောပါလာတာအစားပြီးကြောက်ချောင်းရွာလို့အမိတွင်ခဲ့တာပဲဗျ။ဒီကြောက်ကိုလည်းကျုပ်ကဘာကြီးတို့ကပဲပြောပြခဲ့တာဗျ။အခုဘာကြီးတို့ရဲ့အသက်က80ကျော်နေပြီလေ။ဘာကြီးတို့ကအရင်သဘောကောင်းတာဗျ။သူကအင်္ဂလိပ်ဂျပန်ခက်ကိုမှုခဲ့တဲ့ရှေးလူကြီးတယောက်ပဲဗျ။ သူ့မှာသားတယောက်နဲ့သမီးနှစ်ယောက်ရှိရလေအကြီးဆုံးဆိုသူရဲ့နာမည်ကထွေးကြီးသူကတော့ဘာကြီးတို့ဟာအကြီးမလို့ခေါ်ပြီးအလက်ကဥတက်ထုံသူ့ကိုကြတော့သားလက်လို့ခေါ်ရပြဒီလိုပဲအငယ်ဆုံးသမီးရဲ့နာမည်ကခင်ကြီးရဲပြသူကတော့ကံမကောင်းရှာပါဘူးတရမှာတဖက်ရွာဖျားပွဲရှိလို့နွားလဲနဲ့အပေါင်းအသင်းတွေစုပြီးသွားကြရင်လဲဘွာပြုတ်ကြပြီးအသက်ဆုံးခဲ့ရတယ်ဗျ။ အသက်20အရွယ်တက်သမီးငယ်လေးရဲ့နိုင်9ရက်အချိန်မှာပဲနှလုံးရောဂါအခန့်ရှိရဲ့သူဇနီဒေါဖွားရည်ကြီးပါ ဆုံးပါသွားတယ်။တပူပေါ်တပူဆင်းဆိုတာဒါပဲပြောတာဖြစ်လိမ့်မယ်။ရှိရသမီးအမြင်မကြသေးခင်မှာပဲနောက်ကဇနီးရလဲသမီးရဲ့အလောင်းပေးမှာကောက်ခံငင်ကဆုံးပါသွားပြန်ရောကျွတ်တို့ရာဘတ်တွေမှာအလောင်းဝပုံပြက်ပန်ပြက်သေးတာမဟုတ်ရင်ရွာရဲကိုခဏရထားရပြအဲ့နောက်ဖဲဝိုင်းနေနဲ့မသားရှင်နေရဖဲဝိုင်းနောက်မှာအကောက်ကောက်ကြတာပေါ့ဗျာ ဒီကြားထဲမှာထူးထူးဆန်းဆန်းမတကန်ထရိုက်လုပ်ကြရတဲ့သူတွေလည်းရှိသေးပါဗျာမတကိုဖမ်းပြပြီးတော့စီဝါရေးသမားတွေတတ်တတ်ကိုရှိရအရက်အခေါ်မတဝဲရဲဆိုပဲဗျကျုပ်ဖြင့်မတဝဲရဲဆိုတဲ့စကားကိုနားမလည်တဲ့အချိန်မှာကြားရတော့တင်းဆိုင်အောင်သွားပြီးမတတွေတူးပြီးရောင်းရင်စီဝါဖြစ်အောင်မယ်လို့တွေးမိသေးတာဘလို့လဲကြောက်ကြမပိုင်ဘူးလားဒါနဲ့ပဲဘိုက်တိုဘတ်ဆက်ကြတာပေါ့ဗျာ ဘိုင်တဝလည်းနောက်ပိုင်းမှာတမီးကြီးနဲ့တာလက်တို့အိမ်နောက်ကြတော့သူပိုင်ဆိုင်တဲ့လေတွေရှားတွေနွားတွေပေးပြီးတော့သူကတော့သူ့မိမနဲ့အတူနေခဲ့ဘူးတဲ့အိမ်လေးမှာပဲနေတာဗျအတော့တန်ရောစင်ကြီးရဲ့ဘိုင်တူပါဗျနောက်မှသူ့ရဲ့ငယ်ဘဝအချက်ဇလံကိုကျွရှင်းပြပေးမယ်နော်ဘိုင်တဝသူ့သားနဲ့တမီးကိုပေးထားတဲ့လေတွေကစဘာပေါ်ခြင်းရသူ့အတွက်သုံးဖို့တပုံယူရဲဗျကျွမသိခင်တော့ကတော့ဘိုင်တဝသားသမီးတွေစီကခေါင်းပုံဖြတ်ယူရဲထင်တာ နောက်မှသိလိုက်ရတာဘာယူတူဟာသူပိုင်ဆိုင်သမျှတဲ့အိမ်လေးရလွဲပြီးကျန်းနာရီအကုန်လုံးတားနဲ့သမီးကိုပေးလိုက်တာဆိုပဲဘာယူတူဟာသူ့အတွက်ရတဲ့စပါးပြောင်းမြေပဲတီးနှံနေကိုရောင်းချပြီးအလှူတွေပဲလှုပ်တာ အခုလိုအသက်ရွယ်ရနေတဲ့အချိန်မှာခန္ဓာဝန်းစာထက်တန်တရာလန်းတာပိုဖြစ်တင်ရမယ်လို့ဘာယူတူဟာအမြဲတမ်းပြောလို့ရှိတယ်အခုကျုပ်လည်းအိမ်မှာလှုပ်ရှားမရှိလို့ပြင်နာနေဘာယူတို့ရဲ့အိမ်ကိုရောက်လာခဲ့တော့ဘာယူတို့ကသူ့ရဲ့ပြင်နာအိမ်ရှိကမကြီးပင်ကုပ်ပြတ်မှထိုက်နေတယ် သူ့ရှိမှာတော့ရင်းနှွေးခဲအိုးနဲ့လေမန်းတစ်ချက်ချထားပြီးထညက်ခဲပကံကလည်းအဲ့င့်မဲပြဘာကြီးတို့ဟာရင်းနှွေးချက်နဲ့ထညက်ခဲကိုတိတ်ကြိတ်တာလေပြီးတော့သူ့အကျင်ဟာပြောင်းမှုဖက်စီလေးရှိကြီးရေတောင်းရင်ဟိုတွေးထီတွေးပေါ့ဗျာဒီလိုနဲ့ကြုံလေဘာကြီးတို့ရဲ့အနာရောက်လာတော့ဘာကြီးတို့ဟာကြုတ်ကိုကြည့်ရင်နဲ့ဟာမောင်ပြောပါလားကြည့်ရတာလုံးစရာအလုံးမရှိလို့ငါးစီလာလေရထင်ပါရီမောပြီးတော့စတင်နှုတ်ဆက်တာပေါ့ဗျာကျုပ်ကလည်းဘာကြီးတို့ရဲ့အနာကုပြမထိုင်တော့ဘာကြီးတို့ဟာရင်းနှွေးချမ်းပကံကိုကံပေးပြီး ကဲမောင်ဖြိုးရေထညာလဲစားရင်းနှွေးချမ်းလဲတောက်ပြီးရင်ပေါက်ကြရရောမမေးနဲ့နော်ကျုပ်လည်းဘာကြီးတို့ရဲ့စကားကြတော့ခေါင်းနဲ့နဲ့ကုတ်ပြီးဘာကြီးတို့အရင်ဆုံးပြုံးပြရတာပေါ့ဗျာဒီလိုမှကျုပ်ကဆက်ဆုကျင်နိုင်သိရမှာမဟုတ်လားဒီလိုဘာကြီးတို့ရဲ့ကျုပ်ရွာရေရလေးစဟင်ခေါင်းတွေပြောတဲ့စကားတက်တက်လေးကြားလိုက်ရတယ်ကျုပ်တို့ရွာရဲ့ဖုန်ကြီးကြောင့်မှဖုန်ကြီးတစ်စီရှိခဲ့တယ်ဆိုတာတကယ်လားဗျကျုပ်လည်းရရောက်ချင်းသိကျင်တာတမ်းမိလိုက်တော့ဘာကြီးတို့ကသူ့ရဲ့ဝတီအတိုင်းကျုပ်ကိုဆဲလိုက်ပြီးတော့ကြောင်မှုဖက်ဆေးလေးကြီးကိုဖွာပြီးအခုလိုပဲပြောလိုက်တယ်ဗျာ အေးမင်းလာကြရငါ့ကိုတခုခုမေးတော့မယ်ဆိုတာငါကြိုသိနေအဲ့ဆိုင်ကောင်းနေတာဘာမှသိချာမသိပဲကြာဘူးနာဝစကားတွေပဲပြောနေတာကွာကျုပ်လည်းဘာကြီးတို့ရဲ့စကားကြားလိုက်တော့ကျုပ်ထင်တဲ့အတိုင်းဖြစ်မလာတော့စိတ်အနေငယ်ကြာသွားပြီးဘာကြီးတို့ပြန်ပြီးမေးကြည့်ရတာပေါ့ဗျာဘာကြီးတို့ဒါဆိုရင်ရွာဦးเจ้าမှာသူတို့ပြောတယ်လို့ဘုန်းကြီးတစ်စီကတကယ်မရှိဘူးလားဗျာရှိတာရှိခဲ့တာပေါ့ကွာဒါပေမဲ့ဆိုင်ကောင်းတွေပြောတယ်လို့တို့ရွာကန်တွေကသူကဘာမှမလုပ်ဘူး ကျုပ်လည်းဘာဤတို့စကားကြတော့အနေငယ်ပြောရှင်သွားပြီးတော့ကျုပ်ရဲ့အကျင့်တိုင်းစပြီးတော့ဆက်ဆူပါလေရောဒါနဲ့ဘာဤတို့ကကျုပ်ကိုစကားများလုံးလို့တခါတလေမောင်းတော့ကြခဏခဏပြောလေးရှိတယ်အကြောင်းကတော့ဗျာစကားများလို့တောက်ကြသားသမီးတွေစကားများတယ်ဆိုပြီးတော့နှိုင်းရှင်ပြီးခေါ်လိုက်တာပေါ့ဗျာကျုပ်ကလည်းဘာဤတို့ကျုပ်ကတောက်ကြမဟုတ်ဘူးကြာတာပရိပါလို့ပြောတော့ဘာဤတို့ကဘာပြောရထင်လဲဗျာကျုပ်ကိုကြဆုပ်တဲ့သူစိတ်ပြောတဲ့အချိန်ကျရင်ကျုပ်ကိုကြဆုပ်လို့ခေါ်လေးရှိပြီးတော့သူအနှင်းငယ်စိတ်ညစ်နေတဲ့အချိန်ဆိုရင် ောတော့ကြာရစကားများလိုက်တာအဲ့လိုပြောတယ်ဗျကဲမထူးပါဘူးစကားများလက်စာနေတော့ကြုတ်လေဘာကြီးတို့သူတည့်ရဲ့ဘုံကြီးတစေးကြောင်းမေးလိုက်တာပေါ့ဗျအဲ့တော့ဘာကြီးတို့ကပြောင်းမှုဖက်စီလေးကြီးကိုဖွားရင် အခုလိုပဲပြောပြတယ်ဗျအချိန်ကာလအားဖြင့်အင်္ဂလိပ်အစိုးရဟာမြန်မာနိုင်ငံကိုလက်ဝကြီးအုပ်စိုးနေတဲ့အချိန်ပဲဖြစ်တယ်ဗျ။ငငယ်ရွယ်ရွယ်လူငယ်တွေကိုခြေတက်စခန်းကိုပို့ပြီးတော့နှိပ်စက်ခိုင်းစေကြရလဲဖြစ်လို့ငယ်ရွယ်တဲ့လူငယ်တွေဆိုရင်သူတို့လိုင်းပုန်းရှောင်နေကြတဲ့အထိဖြစ်ခဲ့တာပေါ့ဗျာ။ ကာလာတော်ကြာသူတို့တွေကြီးဆိုပြီးရဲ့နောက်မှာဗိုလ်ချုပ်ဆန်းဦးဆောင်ပြီးတော့ဂျပန်ရဲ့အကူအညီနဲ့အင်္ဂလိပ်တို့ဗမာမြန်မာနေခွေပြည့်ွက်ပြေးပြေးခဲ့ရတာပေါ့ဗျာအဲ့ဒီချိန်ကနေစပြီးတော့အင်္ဂလိပ်တို့ကျူးကျော်စနစ်ကပျက်စီးခဲ့ပြီးမဲ့ကျွတ်တို့မြန်မာနိုင်ငံကလည်းကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားထက်ဆိုးဆိုတယ်လို့မျိုးဂျပန်ကအင်္ဂလိပ်တွေထပ်ပို့ပြီးရဲရဲစက်စက်နဲ့တိုင်းပြည်ကိုတဖန်အုပ်ချုပ်ပြန်လိုက်တာပေါ့ဗျာကျွန်တော်အခုပြောပြမယ့်ဖြစ်ရက်ကလေးကတော့ဂျပန်တွေအုပ်စိုးရဲ့ကာလတစ်ခုမှာဖြစ်ခဲ့တာပေါ့ဗျာ မများတို့လည်းအတိပဲလေဂျပန်နေဆိုတာမိမငယ်ရေးလမ်းလျှောက်တာမြင်အောင်မှဆွဲလာရင်လာလုတ်တက်ကြပြီးတော့အတ္တမဝါရီနဲ့လက်နက်တီးပြပြီးတော့ချင်းချောက်စော်ကားကြတာပေါ့ဗျာကျွတ်တို့မြန်မာမျိုးသမီးမိမက်ပြူတွေကလည်းဒင်းတို့ကြောင့်အဆက်တကွဲအကျိုးနဲ့ဖြစ်ခဲ့ရတယ်လို့အိမ်နောင်တဲ့ယောက်ျားတွေကလည်းကိုထမင်းကိုစားပြီးဒင်းတို့သားသမီးတွေကိုကျွေးမွေးဆောက်ရှောက်ရတဲ့အထီးကိုပဲပခုံးထမ်းခဲ့ရတာဗျာဒင်းတို့ကလင်းရှိမရဘူးတော့မရှာဘူးဟောင်းနေရင်ခွေးမှတော့အလွတ်မပေးကြမယ်လူစားတွေဆိုတော့လေဘာသာရေးလည်းမသိဘူး ဖះเจ้าကနေရောင်မှဖနက်တီစီးပြီးတော့သွာလာကြသလိုကျောင်းဝန်းထဲမှာလှူဒန်းထားကြတဲ့ပစ္စည်းဥစ္စာတွေကိုသူတို့အမေလင်ရဲ့အိမ်နေလို့ပဲယူခြင်းတိုင်းယူနေကြတာပေါ့ဗျာဒင်းတို့ရဲ့ရက်ဆက်မှုတွေကြောင်းပြောရင်လည်းကုံမမဟုတ်လို့လူရင်းတူရှင်ပဲပြောတော့မယ်ဗျာတရက်မှာဘာဟီတိုးရှိတဲ့ရွာကိုဂျပန်တပ်တွေရောက်လာပြီးတော့အိမ်ကြီးခြံနေထဲမှာရှိတဲ့ကြက်တွေဝက်တွေနားတွေကိုပါမကြက်လိုက်လံဖမ်းဆီးတပ်ဖြတ်ပြီးညဘက်ဆိုရင်စားတော့ဝဲကြီးကျင်းပါကြတဲ့ဗျာအဲ့တော့မှဘာဟီတိုးရဲ့အသက်က20ကျော်ပဲရှိသေးတယ်ဗျာ သူတို့ရရွာတော့မောင်တိုးလိုပဲခေါ်ကြလေဒီလိုနဲ့တော်လန်ရေးတက်တွေရဲ့ပျောက်ကြားစနစ်နဲ့ဂျားပြတ်တိုက်ခိုက်မှုတွေကြောင့်ဂျပန်စစ်ဗိုလ်နဲ့အတူဂျပန်တပ်သား90လောက်အထိနာပြီးတော့မောင်တိုးတို့ကြောက်ချောင်းရွာမှာစခန်းချတဲ့ပြရွာကိုရောက်ချင်မှာပဲသူတို့ရဲ့ရုပ်မာရက်ဆက်မှုတွေကစပြီးတော့ဇရိုက်ပြကြတာပေါ့ဗျာရွာမှာရှိတဲ့အိမ်တွေကစံတွေအိမ်ဝေးတိရစ္ဆာန်တွေနဲ့ကျွဲညွားတွေပါမကျန်သူတို့ကအပိုင်စီးတော့တာပဲဗျာ အဲ့ဒီအချိန်မှာမော်တိုရိုရဲ့ရွာသက်ကြီးကဂျပန်တွေကိုသူမျက်နှာယာရေးလူလီသေးမရှိအောင်ကပ်ပြီးဖားနေတော့တာပဲရွာထဲကိုဂျပန်တွေကလှုပ်ချင်နိုင်လှုပ်တာခွင့်ပြုပေးတဲ့အပြင်မှာသူကိုယ်တိုင်ကလည်းဂျပန်နေနဲ့လိုက်ပြီးတော့ရွာသားတွေကိုဖိနှိပ်ပြတယ်တဲ့ဗျဂျပန်စစ်ဘုတ်ဘေးကဂျပန်စကပြန်ကလည်းအတော်ဆိုးတာကိုယ့်လူမျိုးအချင်းချင်းဂိုသွေးဆုပ်ပြီးတော့တိုင်းတစ်ပါးသားရဲ့ဖင်ကိုချီးဆေးပေးတဲ့လူမျိုးမောင်တိုးတို့တရွာလုံးကဂျပန်နေလွဲကြောက်ရတကြီးယုံနဲ့စကပြံလဲကြောက်ရနဲ့ အချုပ်တရတရွာလုံးဖုံးလွှမ်းနေတော့တာပေါ့ဗျာဒါကြောင့်အချုပ်တန်းဆရာဖီရဲ့တွေးမိတိုင်းအယိုးနာသည်အမျိုးပါဆဲကျင်ပေါ်လေဆိုရဲတိထက်ကဒီလိုလူမျိုးတွေကိုမြင်နေရလို့ရေးခဲ့တာဖြစ်မယ်ဗျကြောက်ချောင်းရွာတရွာလုံးကလူငယ်တွေဆိုရင်လေနေရှိသမျှလေကွင်းထဲသွားရင်တော့တကြီးစီတတော်ဦးတင်ရတယ်။အဲ့လိုမှဘာမှမပြောဘဲနဲ့ရွာပြန်ထွက်တာနဲ့ပြန်လာရင်နှိပ်စက်တော့တာပဲဗျာ။တကြီးကသူ့မတရားသိမ်းပိုက်ဝယ်ယူထားတဲ့ရွာလေကဥဖို့တာချန်ကျဲကြီးထဲမှာဂျပန်တွေကိုထားတယ်။ ဂျပန်ကလည်းလက်နက်ကြီးတစ်ခါကနဲ့ခြံထဲမှာရှောက်ပတ်သွားရင်နဲ့ခြံပြင်ဘက်ကမိမတွေဖျက်လျှောက်တာမြင်အတင်းကိုဆွဲလာရလာလှုပ်ပြီးတော့ဂျပန်စစ်ဘိုလ်စီပို့ကြတာကြတော့ရွာရဲကမိမတွေလည်းအိမ်ထဲမှာပဲကုန်နေရတယ်ဆိုပဲဒီလိုနဲ့တနေ့မှာဇဂပြန်နဲ့ဂျပန်တပ်သားတချို့ကရွာဖုံးကြီးကြောင့်အဝင်အတွင်းကိုစစ်ဖက်နဲ့တီးဆီးပြီးတော့ဝင်ရောက်လာတယ်။ရွာကပိယာကြီးဥပိတ်တလူနဲ့ကိုရင်ငယ်လေးရာတော့သူတို့ကြောက်တာနဲ့သူတို့လိုသမျှချောင်းကြည့်နေရတယ်ဆိုပဲ ဂျပန်တပ်သားတွေကဖုန်ကြီးကျောင်းဆောင်တွေပေါ်တိုင်ရင်နဲ့ဖုန်ကြီးကျောင်းမှာလှူဒန်းထားတဲ့စံနေစီကလေးကိုကိုရင်ငယ်လေးနဲ့ကပ္ပရာကြီးကိုထမ်းပြီးသူတို့စခန်းချရနေအောင်ပို့ခိုင်းတဲ့ရဗျာတဖန်အဲ့လောက်နဲ့မကျဉ်းနဲ့နိုင်သေးပဲနဲ့ရွာအောင်ကျောင်းဆရာတော်တရားပလင်အထက်မှာရှိတဲ့ဖះကြီးစင်းလူတော်ကြီးကိုမပြီးတဲဖို့ပြင်ဆင်ကြဗျာနဲ့ဆရာတော်ကြီးကစကပြည့်ကြီးစီမှာမြေတားရက်ခံပြီးတော့ကြီးစင်းလူတော်ကိုမရှူဖို့မိန့်တာလည်းမရဘူးတဲ့ဗျာ အဲ့အနေပဲဆရာတော်ကြီးကလည်းဖះဆင်းနုတော်ရဲ့အရှိမလက်နဲ့ကပြီးတားဆီးကြတော့ဂျပန်တသားတယောက်ကဆရာတော်ကြီးရဲ့ဦးခေါင်တနက်နဲ့ပြပြီးဆင်းနုတော်ယူသွားကြတယ်ဗျဆရာတော်ကြီးလည်းအဲ့ညမှာပဲပြန်လွန်တော်မူခဲ့တာပါပဲဒီလိုနဲ့ဂျပန်စစ်သားတွေကဆင်းနုတော်ကြီးကိုအတင်းတဲသွားပြီးတော့သူတို့စခန်းချရာနေရာစီယူသွားကြတယ်သူတို့ပြောတာတော့ဂျေးဆင်းနုတော်ထုခွဲပြီးရောင်းချမလို့ဆိုပဲတယ်လေအာကုတို့ကြီးမာတယ်လူတရိတ်ဆန်နေပါပဲဗျာ ဒါနဲ့မောင်တိုးနဲ့တူရလုံးလူတွေစုပြီးတော့ဆရာတော်ကြီးကိုပြတ်တက်သွားတဲ့ကိစ္စကိုတကြီးနဲ့ဂျပန်နေရှိရာခြံကြီးစီသွားပြောကြရတာပေါ့ဗျာဟဲ့မင်းတို့ရွာသားတွေတည်နေပြီလားအခုကသူတို့ခေသူတို့ဆက်နေကွာအကုန်ပြန်ကြမဟုတ်မင်းတို့ပါတည်နေမယ်ဘာတကြီးခမညာရွာလူကြီးဖြစ်ရနေရွာဦးကြောင်သွားတာလဲမတားတဲ့အပြင်မှာဆရာတော်တတ်သွားတာတော့မှဂီးမဆိုင်ခမညာတကယ်ကိုလောက်ကောင်ပဲဗျာရွာရဲ့ကာလာသားကောင်းချက်တဲ့ကိုချက်ကြီးရဲ့စကားကိုကြတော့တကြီးရွှေတို့ကလက်သီးနဲ့ကိုချက်ကြီးမျက်နှာပစ်ထိုးလိုက်တယ်ဗျာ ကိုချက်ကြီးလည်းတကြီးရွှေတွေလက်သေးချက်ကိုကပြီးခြောက်နဲ့တကြီးရဲ့ရှင်ဘက်ကိုစောင့်ကန်လိုက်တယ်။တကြီးလည်းဖင်ထိုင်ကျသွားတယ်။အဲ့နဲ့တကြီးရဲ့နောက်မှာရှိတဲ့ဂျပန်စစ်ဗိုလ်ကတကြီးကိုကန်လိုက်တဲ့ကိုချက်ကြီးရဲ့ရှင်ဘက်တနက်နဲ့သုံးချက်ပြလိုက်တော့ကိုချက်ကြီးလည်းနေရာမှာလဲကျသိဆုံးရတာပေါ့ဗျာ။ဒီလိုနဲ့ကိုချက်ကြီးရဲ့အလောင်းကိုတော့မင်းတောင်းမှမယူခဲ့ရတယ်ဆိုပဲ။တနေ့ရဲနဲ့ဆီယာရော်နဲ့ကိုချက်ကြီးတို့လူမဆန်စွာတပ်ဖြတ်ခဲ့တဲ့ဂျပန်တပ်သားတွေနဲ့အမျိုးရုပ်လောက်ကောင်တကြီးနဲ့စကပြန်တို့တရွာလုံးကဘလို့လို့အခဲကျင်နိုင်မှမလဲဗျာ။ ညနေဆောင်ရောက်တော့ဆရာတော်ကြီးရဲ့ရုပ်ကလပ်ကိုရွာပြင်တုတ်တံမှာပဲတရွာလုံးလူစုပြီးတော့လိုက်ပို့ကြတော့ဒင်းတော့အလောင်းထမ်းတဲ့သူတွေပဲခွင့်ပြုကြပြီးတော့ကျန်တဲ့သူတွေတယောက်မှရွာတွေကမထွက်နဲ့လို့အမိန်ပေးကြပြန်တယ်။ကိုချက်ကြီးရဲ့အလောင်းဆိုရင်လေသူ့မိသားစုတွေကပဲထမ်းပြီးရွာပြင်ပို့ကြတယ်လေ။ပိတ်ပီးရဆက်တဲ့လူတွေပါပဲဗျာ။တရဏကုံတီးဖို့ဆိုရင်လေရွာဥစဉ်နေလည်းမကြံတော့ဘူးလေ။ပြီးတော့ရုပ်စွာအစုံကိုရင်တွေတောင်မှမရှိတော့ဘူး။ဘာလို့လဲဆိုတော့ဒီအာရမလောကသားတွေကအကုန်လုံးလူဝက်လဲခံလိုက်တယ်ဗျာ။ ဒီလိုပဲဆရာတော်ကြီးရုတ်ကလောက်တော်မှကိုတွုံးနဲ့ကပ္ပရာကြီးတို့ကဦးစီးပြီးတော့အုပ်ကူတော်မလုခဲ့ရပဲမြေဖို့ပြီးမြုံနှံခဲ့ရတယ်ဆိုပဲကိုချက်ကြီးရဲ့အလောင်းလည်းဆရာတော်ကြီးရဲ့ရုတ်ကလက်ဘေးတလန်အကွာမှာပဲဖြစ်တယ်လို့မြုပ်ခဲ့ရတာပေါ့ဗျာဒါပေမဲ့ကပ္ပရာကြီးကတော့အလောင်းရဲ့မြေမြုပ်တဲ့အချိန်မှာပဲဒီလိုပြောတယ်ဗျာ ဆရာတော်ဖျားတပည့်တော်တို့ရွာကိုဆရာတော်စတင်ကြွလာကြတဲ့ကတကတကမတွေအပေါ်မြစ်တာနဲ့လမ်းပြပြီးဆုံးမသွန်သင်ခဲ့တယ်လို့အခုလိုတပည့်တော်တို့ရွာကိုမတရားအုပ်ချုပ်တဲ့တကြီးရဲ့ဆရာတော်ဖျားတက်ခဲတဲ့မိစ္ဆာတွေရဲ့ဆရာတော်ကောင်းရာလမ်းမကြွမြန်ခင်ဆုံးမပေးတော့ပါအောင်ဖျားကပိယကြီးလည်းအဲ့လိုပြောပြီးတော့ငိုရဲပြသူလဲမိခိုနေထိုင်အောင်မရှိတော့သူ့ကိုယ်သူလဲဝမ်းနေနေပုံပဲ ဘာလို့လဲဆိုတော့ကြောက်ချောင်းရွာကလေးကိုဆရာတော်ဖះကြွချီလာပြီးကြောင်းထိုင်ကလေးကသူကလည်းဆရာတော်ရဲ့အနောက်မှာကပ်ပါလာတဲ့သူတယောက်ဖြစ်လို့ပဲလေဒါနဲ့မောင်တို့လည်းကပ်ပြာကြီးကိုနှစ်သိမ့်ပြီးတော့သူကိုယ်တိုင်လည်းမျက်ရည်ကျနေရဲ့ဗျပြီးတော့ဆရာတော်ဖះရုပ်ကလပ်ကိုထမ်းတဲ့အဖေတုံးယောက်ကလည်းမျက်လုံးတွေကိုပါလာတဲ့တပတ်တည်နဲ့တုတ်ကြတာပေါ့ဗျဒီလိုနဲ့ကပ္ပယာကြီးကိုမောင်တို့ကအိမ်မှာခေါ်ထားပြီးရွာဦးကြောင်တော့ဂျပန်နေရာပဲသူတို့စခန်းချပြီးနေကြပါပေါ့ ဆရာတော်ဆရာနဲ့အတင်းလူယူတဲ့ကျေးစင်းလူတော်ကြီးတို့တကြီးရဲ့အိမ်မှာပဲယာယီထားခဲ့တာပေါ့ဗျာ။တိတ်မကြဘူးဗျ။ကပိယကြီးစူတောင်းပြေးခဲ့တယ်လို့ပြောရမှာပေါ့။ဂျပန်စကပြန်ညာကြီးအချိန်မတော်အလေးသွားခြင်းလို့သူတို့ပဲနှစ်ယောက်ခေါ်ပြီးကျောင်းရဲ့အိမ်တော်သွားတဲ့အချိန်။ဟဲ့။ညဆန်နဲ့တင်းဆန်။ဟာ။ဆရာကျတူကျတို့အိတ်ကောင်းနေတဲ့အချိန်မှာဘာလို့နှိုးတာလဲဗျာ။ညဆန်ရဲ့စကားကိုကြတော့စကပြန်ချစ်တူကစိတ်တူပြီးညဆန်ရဲ့ပေါ့ရိုက်ချလိုက်တယ်။ကဲရှာရှည်ခြင်းဟောကွာ။ဘာမှစကားမများနဲ့မင်းတို့နှစ်ကောင်လုံးငါးနောက်ပါးစပ်ပိတ်ပြီးလိုက်ခဲ့ စကားပြန်ချစ်တူဟာစိတ်တူပြီးပါရလိုက်တော့ညဆန်ဆိုရဲသူလဲထူပူနေရဲ့ဘောင်းပွင့်ရင်နဲ့လိုက်လာခဲ့ရတာပေါ့ဗျာအဲ့နောက်ရွာဦးကျောင်းအိမ်တော်တောင်းရောက်တာသွားကြတာပေါ့ဗျာညကလည်းအတော်လေးနဲ့နေပြီဂျပန်စစ်ဗိုလ်နဲ့ဂျပန်ကောင်တွေကတော့ဖျားကျောင်းဆောင်ရှိမှဖြောင်းပြန်ကြီးအိတ်နေကြတာဗျာဒီလိုနဲ့သူတို့တွေကျောင်းဆောင်ရဲ့အနောက်ဘက်ကအိမ်သာနာအရောက်မှာပဲအနောက်ကနေလေတိုးတန်ကြီးတစ်ခုနဲ့အတူကျဲလောင်လာတဲ့ခြေနင်းတန်ကြီးတွေကြားလိုက်ရတော့တစုံတရာသူတို့နောက်ကနေလိုက်ကြည့်နေတယ်လို့ခံစားလိုက်ရတယ်ဟောညဆန် ငါတို့နောက်မှာတစ်ခုခုရှိတယ်လို့ပဲကွအေးဟုတ်တယ်တင်းစံငါလည်းကြောရိတ်ချမ်းမြေကျသိမ်းမွင့်ညနေထားရဟမြဆန်နဲ့တင်းစံတို့နှစ်ယောက်လည်းအရှိရနေရှောင်းနေတယ်သူတို့ဆရာจิตတူကိုကြည့်လိုက်တော့လေจิตတူကသူတို့နောက်လှည့်ကြည့်လာတာတွေ့ရတယ်ဗျအဲ့လိုနဲ့จิตတူကသူတို့နောက်လှည့်ကြည့်လိုက်တဲ့အချိန်မှာပဲจิตတူရဲ့မျက်လုံးတွေပြူးကျဲသွားပြီးဘောင်းမီရှည်ချားမှလည်းသေးတွေထွက်ကြလာတယ်ဗျပြီးတော့တစုံတစ်ခုကိုမြင်လိုက်ရတယ်လို့ပါဇက်ကအော်ချင်နေပေမဲ့အတန်လည်းမထွက်တယ်လို့အမူအရာကြီးကလည်းအထင်းသားဗျ။ ဒါနဲ့သူတို့နှစ်ယောက်လည်းအနောက်ကိုပြိုင်သူလှည့်ကြည့်လိုက်တာပေါ့သူတို့နှစ်ယောက်ပြိုင်သူလှည့်ကြည့်လိုက်တဲ့အချိန်မှာပဲမနက်ကဂျပန်နေလက်ချက်နဲ့ပြန်လွန်တော်မူသွားတဲ့ဆရာတော်ကြီးကိုတွေ့လိုက်ရတယ်ဆရာတော်ကြီးရဲ့ဦးခေါင်းမှာလည်းတနက်ရအပေါက်ကြီးနဲ့ပြီးတော့မျက်နှာတစ်ခုလုံးလည်းသူ့ယောက်မရှိတယ်လို့ပြာနှံ့နေရဲ့ဗျပြီးတော့ခနာကိုကြီးကလည်းကျောင်းဆောင်ကြီးနဲ့အရွယ်စားတူတူပဲဗျပို့ပြီးတော့ကြောက်စရာကောင်းတာကစံချစကောလောက်ရှိတဲ့မျက်လုံးနီနီရဲရဲကြီးနဲ့သူတို့ကိုစိုက်ကြည့်နေရတယ်ဗျာ စကားပြန်ချစ်တူကတော့အဲ့နေရာမှာပဲသိပ်ပြက်ထိတ်လန့်ပြီးလဲကျသွားတယ်ဗျပြီးတော့ဆရာတော်ကြီးကသူတို့ညောင်ကြည့်ပြီးဟဲ့အာကုတော်ကောင်းနေငါကြောင်မှာတယောက်မှမနေကြနဲ့အကုန်လုံးထွက်သွားကြစမ်းဆရာတော်ကြီးကအသားနဲ့ကြီးနဲ့ကျင်းသွားပြီးတော့မောင်းထုတ်နေတော့ညဆန်နဲ့တင်းဆန်တို့ညောင်လဲတတိမိတ်နေရဲ့စကားပြန်ချစ်တူကိုပြစ်ထားခဲ့ပြီးတော့ကျောင်းဝန်းထဲကနေအပြုံထွက်ပြေးကြတာပေါ့ဗျာ သွေးယူသွေးရနဲ့ပါဇက်ကလည်းအမလီဖုန်ကြီးတရေတရေကြီးဆိုပြီးတော့ကြောက်အားလက်အားနဲ့ထွက်ပြေးကြတော့အိတ်ပျော်နေကြတဲ့ဂျပန်စစ်ဗုံးနဲ့ဂျပန်တပ်သားတွေအကုန်လုံးနိုးသွားတာပေါ့။ဒါနဲ့သူတို့တွေလည်းအိတ်နေရာနေထလာကြပြီးတော့ရှောက်ပတ်ကြည့်ကြတော့ဇကပြန်နဲ့သူ့ရဲ့တပည့်နှစ်ယောက်အိတ်တဲ့နေရာမှာမရှိတော့တာကိုတွေ့ရတယ်။ဒီလိုနဲ့ကျောင်းဝတ်တပတ်ရှောက်ကြည့်လိုက်တော့ကျောင်းအနောက်ဘက်ကအင်ဒါနာမှာလဲကြနေတဲ့ဇကပြန်ချစ်သူကိုတွေ့လိုက်ရတယ်။ ဒါနဲ့ဂျပန်စစ်ဗိုလ်ရီနဲ့တပ်သားတွေကလည်းလဲကျနေတဲ့စကပြန်နာကတ်လာတဲ့အချိန်မှာသူတို့ရဲ့ရှေ့တက်တဲမှာအရေးကြီးကြီးတခုကိုမြင်လိုက်ရတယ်ဗျ။ဒါနဲ့အရေးကြီးလာရအနောက်ဘက်ကိုကြည့်လိုက်တော့ចောင်းဆောင်ကြီးလောက်ခန္ဓာကိုယ်နဲ့ဆရာတော်ကြီးကိုတွေ့ရတာပေါ့။ဆရာတော်ကြီးကလည်းသူတို့လက်ညှိုးနဲ့ထိုးပြီးတော့သူတို့နားမလဲတဲ့စကားတွေပြောတော့တာပေါ့ဗျာ။ထွက်သွားကြစမ်း။ငါ့ကြောင့်မှမနေနဲ့။မဟုတ်မင်းတို့အကုန်လုံးတက်ပြက်မယ်။ဆရာတော်ကြီးကလက်ကြီးစန့်တန်းပြီးတော့သူတို့ရှိတဲ့နေရာကိုတိုးလာတယ်ဗျ။မျိုးလုံးကြီးကလည်းစမ်းကြစကောလောက်ရှိပြီးတော့နေရနေတာပေါ့ဗျာ။ ဂျပန်တွေကလည်းသူတို့တတ်ခဲ့တဲ့ဆရာတော်ကြီးကအကြီးကြီးဖြစ်နေပြီးတော့သူတို့စီလာနေရမြင်ရတော့စောက်တရားမရပဲတနက်တွေပြစ်ချာပြီးပြေးကြတာပေါ့ဗျာသူတို့ပြေးရနောက်မှလည်းဆရာတော်ကြီးကလက်ကြီးဆန့်ဆန့်ပြီးတော့တလန်းချင်းရှောက်ပြီးတော့လိုက်လာနေရဂျပန်ပေါ်နဲ့ဂျပန်တွေကလည်းကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးနေရွာပြင်ရောက်လာတဲ့အချိန်မှာအသင်ဆောင်နေတဲ့တော်လန်ရေးတပ်သားတွေနဲ့တွေ့ပြီးအကုန်လုံးပြတ်သက်ခံရလို့တေကြတာပေါ့ဗျာ တိုင်းတဘာသာကနေဝင်ရောက်ကျူးကျော်ပြီးတော့အေရှင်တွေကိုတရားမဲ့အနိုင်ကျင့်နေတဲ့ဂျပန်ရုပ်တွေလည်းရွာပြင်မှာဇက်တင်ရတယ်လို့ဂျေဆင်နုတော်ကြီးရှိနေတဲ့တကြီးအိမ်မှာလည်းအခုလိုမျိုးဆရာတော်ကြီးက၆လန်လိုက်လို့တကြီးနဲ့သူ့ရဲ့တပည့်တွေသွေးပြက်ပြီးတေးကြရတာပေါ့ဗျာမနဲ့လေးရောက်ရောကပ္ပိယကြီးနဲ့မောင်တိုးတို့ကာလာသားတိုက်ညဆူညာပွက်လို့ရိုက်တန်းနေတနက်ပြတန်းနေကြာတော့လူစုပြီးတကြီးအိမ်ရောက်လာတဲ့အချိန်မှာတကြီးရဲ့မိန်းမနဲ့တမီးကတော့အိမ်ပေါ်မှာငိုကြွေးနေတာတွေ့ခဲ့ရတယ် ပြီးတော့ဂျပန်နေနေသွားတဲ့ကျောင်းဝင်တွေကဂျပန်တယောက်မှမရှိရပြင်ဂျပန်နေကြံခဲ့တဲ့လက်နက်တွေရဲ့အိမ်သာနောက်မှာမျက်လုံးပြူးပြီးလဲကြတေဆုံနေတဲ့သကပြန်ချစ်တူအလာကိုပဲတွေ့ရတယ်။ပြီးတော့တနက်တန်ကြားတဲ့ရွာပြင်မှာလည်းဂျပန်နေအလောင်းတွေပုံကျဲနေရပါပဲဗျာ။ဒါနဲ့ပဲရွာသားတစုလည်းရွာပြဂျပန်ရဲ့အလောင်းတွေကြည်ပြီးကခုံရဲ့အချိန်မှာသူတို့ရှိရာတနက်ကန်တဲ့လူတစုရောက်လာတယ်။သူတို့တွေလည်းအကြောင်းစုံမိလိုက်တော့တော်လန်ရေးခေါဆောင်ဘူကျော်စာတို့အဖွဲ့တွေပြ ညမှောင်ရီစအချိန်မှာဆရာတော်တစ်ပါးကြွလာပြီးဂျပန်နေဒီရွာထဲမှာရှိကြောင်းသတင်းပေးသွားလို့ရွာပြန်မှာစောင့်နေကြတာတဲ့ဗျကပ္ပယာကြီးနဲ့ရွာသားတွေအကုန်လုံးကတော့ဗစက်အဟောင်းသာဖြစ်ကုန်ကြတာပေါ့ဗျအဲ့ဒီထဲမှာမော်တိုးတစ်ဖြစ်လဲဘိုင်တိုးလဲပါတာပေါ့ဗျဒါနဲ့ပဲကြောင်းဝင်းရဂျပန်နေကြောက်လန့်ပြီးတော့ခြံထားခဲ့တဲ့တနတ်တွေကိုဘိုးကျော်စွာတို့စီအပ်လိုက်ပြီးတော့ရွာရဲရကာလာသားတချို့ကလည်းဘိုးကျော်စွာတို့တက်ထဲဝင်ခဲ့ကြတာပေါ့ဗျာဂျပန်နေရဲ့အလောင်းနဲ့တကြီးနဲ့သူ့ရဲ့တပည့်တွေရဲ့အလောင်းတွေရဲ့ ပြီးတော့စကပြဲရဲ့အလောင်းတွေကိုတော့ရွာပြင်တုတ်တံမှာပဲကျင်းကြီးကြီးတူပြီးရောပြီးမြုပ်လိုက်ကြတာပေါ့ဗျာဆရာတော်ကြီးနဲ့ကိုချက်ကြီးရဲ့အလောင်းကိုတော့အခောင်းတွေပြန်ထုတ်ပြီးတော့အုတ်ကူလေးနဲ့ကြကြနနလှုပ်ပေးခဲ့ကြတယ်နောက်ရကြတော့တခြားရွာဆရာတော်တွေပြင်ပြီးတုတ်တံထဲမှာတရားနာကြတယ်ပြီးတော့ဆရာတော်ကြီးနဲ့ကိုချက်ကြီးအပါအဝင်တေဆုံသွားတဲ့သူတွေကိုအမျှဝေကြတာပေါ့ဗျာဆရာတော်ကြီးရဲ့ကျောင်းကတော့တိတ်ဆိတ်နေရပဲဗျာတခါဘုန်းကြီးတစ်ပါးကြွလာပြီးတော့ကျောင်းဝန်အလှခံတော့ရွာသားတွေလည်းဝမ်းတာအားရလှူကြတာပေါ့ဗျာ အဲ့ဒီဖုန်းကြီးကလည်းညာရင်ကျဲတင်ငန်းမနိုင်ပဲပြေးရတယ်ဆိုပဲနောက်တော့ဖုန်းကြီးတွေတပါပြီးတပါသတင်းတုံးဖို့လာတာလေတညတော့မခံပါဘူးဗျာဆရာတော်ကြီးဦးဇော်တီကအဲ့ရောက်အချောက်လန်ကျန်နေဆိုပဲနောက်တော့ဆရာတော်ကြီးကကပိယာကြီးကိုအိမ်မက်ပေးတယ်တီလာတမာရီနဲ့ပြည်စုံတဲ့ဆရာတော်တပါလာရင်တကြီးမိမအိမ်ကကြေးစင်းနုတော်ကြီးကိုပြန်ပေးပြီးသူ့အတွက်ရည်စူပြီးနောက်တခါအမျှဝေပေးပါရယ်ဗျာအဲ့ဒီကြမှာသူကစိတ်ချလက်ချတာရုခုံမယ်ရယ်ဗျာ နောက်တော့အခုလက်ရှိရွာဦးကျောင်းဆရာတော်အရှင်ဝိမလာကြွာလာပြီးဆရာတော်ကြီးခိုင်းတဲ့အတိုင်းအကုန်လုပ်ပေးပြီးရဲ့နောက်မှာတော့ဆရာတော်ကြီးဦးဇော်တီက၆တားလက်နာမရှိတော့ဘူးတဲ့ဗျာအခုဆိုရင်ကြောက်ချောင်းရွာဖုန်ကြီးကျောင်းမှာရဟန်းတန်ဃာတွေထပ်ပြီးတော့တရင်သုံးလာခဲ့တာဒီနေ့ထိပါပဲဗျာဆရာတော်ကြီးဦးဇော်တီက၆တဲဆိုပေမဲ့ရွာရဲကတပည့်အရင်ချားရဲကောင်းတဲ့လူတွေရဲ့တော့သူမ၆ဘူးတဲ့ဗျာဒါပေမဲ့ရွာရဲကိုလူစိုးလူမိုက်တွေဝင်လာရင်တော့ဆရာတော်ကြီးကကျောင်းပတ်ဝါမှာပေါ်လာပြီး၆လန့်တက်တယ်ဗျာ ဒီလိုဖြစ်ရတည်ဖြစ်ပြီးရဲ့နောက်ပိုင်းမှာကြောက်ချောင်းရောက်ဂျပန်နေလဲထပ်ပြီးတော့ရောက်မလာတော့ဗျ။ရွာရရကလေးတငယ်တွေရှိရဲ့မိပါရရတော့သူတို့သားသမီးတွေငိုရိုတဲ့အခါဦးစောကြီးလာမယ်လို့ခြောက်ကြတော့ကလေးလည်းကြောက်ပြီးတော့အငိုတိတ်တယ်ရေဗျအဲ့ဒါပဲမဖြူရေရွာကလာသားတွေပြောတဲ့အတိုင်းတော့သူတို့ပြောတဲ့ဘုံကြီးတစ်စီကတရွာလုံးခြောက်လန်တာမဟုတ်ဘူးကသူတို့မိပါရရသူတို့ငယ်စဉ်ကအဲ့လိုခြောက်လန်ခဲ့လို့အခုလိုမျိုးတွေတယောက်စကားတယောက်နာနဲ့ပေါက်ကြခဲ့တာပေါ့ကွာ ဘိုက်တော့အဲ့လိုပြောပြီးတော့မောသွားတဲ့ဟန်နဲ့ရင်းနှီးကြမ်းတစ်ခွက်ကိုတောက်လိုက်တယ်။ကျုပ်လည်းစိတ်ထဲမှာမရှင်းတာတခုရှိတော့ချွင်းချက်မထားဘဲနဲ့ဘိုက်တော့ရင်းနှီးကြမ်းတောက်ပြီးတော့ဒီလိုပဲမေးလိုက်တယ်ဗျ။ဘိုက်တော့ပြောတဲ့အတိုင်းဆိုရင်ဖုန်ကြီးတစေဆရာတော်ကြီးကရွက်ရွာအောင်ဆောက်တဲ့သူတော်ကောင်းကြီးပေါ့။အေးဟုတ်တာဗောအမဖြူကဆရာတော်ကြီးကတတ်တော်ထင်ရှားရှိစဉ်ကလည်းတို့ရွာသားတွေအပေါ်မှာအတော်လေးကိုမြတ်တာထားတာ။ပြီးတော့တီလာတော်မာရီနဲ့လည်းအတော်လေးပြည့်စုံနေကွာ။ ဒါဆိုဆရာတော်ကြီးကတကြီးနဲ့သူ့တပည့်တွေရဲ့စကပြန်ကြီးကိုတက်လိုက်တော့ဆရာတော်ကြီးလည်းအပြစ်ဖြစ်တာပေါ့မဟုတ်ဘူးလားဖဲနဲ့မီးတပါငါဖြိုးရဲ့ဆရာတော်ကြီးကသူတို့ကြောက်လန့်ကိုဆုံးမခြင်းကိုတတ်တတ်ပဲဖြစ်မှာပါပြီးတော့ရွာနေထွက်သွားအောင်လဲနန္နာရုပ်အသွင်ပြပြီးတော့နှင်တာပေါ့ဒါကိုသူတို့ဘာသာလိပ်ပြလွင့်ပြီးတော့တည်ကြလीကွယ်ကြောက်ကြဘူးတာတော့တချို့ဆိုတရေတွေကိုမြင်လာတော့မှနဗန်းလုံးကြတာတွေပြီးတော့မကြောက်ပဲကြည်နေကြတယ်လေရှိရဲဆိုဒီလူတွေကြတော့အသက်တောင်သေးရဲ့ချီဆိုတော့ကျုပ်တော့ရုံရခတ်တာဗျ ကျုပ်အဲ့လိုပြောလိုက်တော့ဘာယူတူဟာသူ့ရဲ့ဝတိအတိုင်းကျုပ်ကိုစကားများတယ်ဆိုပြီးဖိုးတော့ကြလို့ခေါ်ပြီးဆဲတာပေါ့ဗျာကျုပ်ကလည်းကျုပ်ရဲ့စိတ်ထဲမှာမရှင်ပွပွလင်းလင်းမိတတ်တော့ခတ်တယ်ဗျအဲ့နောက်ဘာယူတူဟာအခုလိုပဲထပ်ပြီးပြောပြပြန်တာပေါ့ဗျာအေးတချို့ကတော့မကြောက်ဘူးဆိုတာဟုတ်တယ်ဖိုးတော့ကြ ਈ တကယ်တမ်းကျတော့လူတွေသိလို့ရှိရင်ဘဝတည်းမကူပြောင်းခဲ့မှာကုသိုလ်အကုသိုလ်အကျိုးအလျောက်တည်ရဲ့တည်စီတွေဘဝနဲ့ခဏတာဖြစ်ဖြစ်နှစ်အတော်ကြာဖြစ်ဖြစ်နေကြရတယ်ကွယ် အဲ့လိုနေတဲ့အချိန်မှာပဲကုသိုလ်ကောင်းမှုတွေကြောင့်ကမ္မစိတ်တီတကိုးရှိကြတယ်လို့အာကုသိုလ်အလျောက်သိငယ်တဲ့ခန္ဓာကိုယ်တွေနဲ့လူဘဝတော်ကခန္ဓာကိုယ်ကမပြောင်းလဲနိုင်တဲ့လူတွေလည်းရှိရလေဟုတ်ကဲ့ဘာကြီးတို့ကျုပ်လည်းဘာကြီးတို့ရဲ့စကားကိုထောက်ခံလိုက်တာပေါ့ဗျာဒီတော့ဘာကြီးတို့ကပြောင်းမှုဖက်စီလေးကိုမိညှိပြီးတစ်ချက်ဖွာလိုက်ပြီးတော့ဆက်ပြောတယ်အေးဒီလိုပဲပေါ့ဆရာကြီးကဖះသားတော်ဘဝခံယူကြတဲ့ကယဟန်ကျင့်ဝင်နဲ့အညီနေထိုင်ပြီးတော့တိလတမာရီအကျိုးလျောက်တကိုးရှိရင်နေမှာပေါ့ကွာ တကယ်တမ်းမကြောက်တတ်ဘူးဆိုတဲ့သူတွေကြောင်းလောက်ရှိတဲ့ခန္ဓာကိုယ်ကြီးနဲ့နှစ်လိုပဲမရှိတဲ့ရုပ်အသွင်နဲ့တရေတကောင်လာနေအောင်မြင်းပြောတယ်လို့နှပန်းလုံးနိုင်ပါမလားကိုယ်စီလာနေအောင်မြင်းရက်သားနဲ့ထိုင်ကြည့်နေနိုင်မလားစဉ်းစားကြည့်ပေါ်မှာတောက်ကြရဒီတခါတော့ကြောက်ထပ်ပြီးအထွတ်မတက်ရဲတော့ဘူးဗျဘာကြီးတို့ကတေချာအချက်ကြကြပြောတော့ကြောက်တော်မေးစရာစကားမရှိတော့ဘူးဒါနဲ့ပဲဘာကြီးတို့ရဲ့စကားကိုခေါင်းငိမ့်ပြီးလက်ခံရတာပေါ့ဗျခြိုင်းမဲ့ဘာကြီးတို့စိတ်လိုက်ဖိုင်နဲ့ဆက်ပြီးတော့ပြောရဲဗျ ပြီးတော့တေဆုံးသွားတဲ့သူတွေကလည်းသူတို့ရဲ့မျက်စိရှိမှတွေပြန်လုံတော်မူသွားတဲ့ဆရာတော်ကြီးကိုညာရင်းချင်းကြောက်စရာပုံပြပန်းပြပုံစံနေနဲ့ပြီးတော့အပြစ်လုပ်ထားတဲ့သူတွေဆိုတော့သူတို့ကိုပြန်တက်မယ်ထင်ကြတာပေါ့ကွာနောက်ဆုံးတော့သူတို့ရဲ့ကြောက်နေတဲ့စိတ်ကပဲပြန်ပြီးတက်သွားတာပေါ့ကွာဘိုက်တိုလည်းအဲ့လိုပြောပြီးတော့မောသွားတဲ့ဟန်နဲ့ကြက်ကိုစိုက်ကြည့်လိုက်တာပေါ့ဗျာကျုပ်ကလည်းတာမန်ဆိုရင်မကြောက်တတ်ဘူးဆိုပေမဲ့ဘာကြီးတို့ပြောပြတဲ့ပုံစံနဲ့အတိုင်းဆိုရင်ကျုပ်လည်းသွေးပြတ်သွားနိုင်တယ်ဗျတကယ်လို့ခမားတို့ရောညအချိန်မှာလမ်းသွားရင်းနဲ့ចောင်းဆောင်လောက်ရှိတဲ့ခန္ဓာကို သကောလောက်ရှိတဲ့မျက်လုံးရဲကြီးနဲ့တရေကြီးတကောင်တွေ့မယ်ဆိုရင်ဘလို့ဖြစ်သွားနိုင်လဲတွေးကြည့်ဘူးလားကျုပ်ကတော့ပြောရင်းဆိုရင်ကြောက်တောင်းလာပြီလောလောဆယ်တော့ဘာကြီးတို့ရဲ့အကြီးကပိုပြီးကြောက်စရာကောင်းနေဗျကျုပ်လည်းဘာကြီးတို့အမူအရာမြင်ပြီးအလိုက်တတိပဲနှုတ်ဆက်ရတာပေါ့ဗျာအခုဆိုရင်အသက်80ကျော်ရှိပြီဖြစ်တဲ့ဘာကြီးတို့လည်းမောနေရောပေါ့ဒါနဲ့ပဲကျုပ်လည်းအိမ်ကိုပြန်လာခဲ့လိုက်တယ်ဒီလိုနဲ့အိမ်မက်ထဲမှာတော့ကျုပ်ကိုဆရာတော်ကြီးဦးဇော်တီကလိုက်လို့ပြေးလိုက်ရတာမှမစိုးတော့မနိုင်ပါဘူးဗျာ ီနေ့တော့ဒီလောက်နဲ့ပဲတော်လောက်ပြီဗျာနောက်ရကြမှာပဲဘာကြီးတို့စီသွားပြီးတော့ဘာကြီးတို့ပြောပြတဲ့တရေတစေကြောင့်စပီးနားထောင်တော့မယ်ခင်ဗျားတို့လည်းသိကြရင်တော့ကြုတ်ပြန်ပြောပြတာပဲစောင့်ပါဗျာဟေးဟေးအားလုံးအိမ်မက်လက်လက်မှတ်ပါစီဗျာဟုတ်ကဲ့ပါရှင်ဒီနေ့တက်ဆက်ပေးထားတဲ့ဇလန်လေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းဆက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။ နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်